တမနာဒေါ်နယ်ထရမ့်အစိုးရကအများပြည်သူအတွက်အရေးပါတဲ့ဈေးတချို့ကိုဈေးချရောင်းပေးမဲ့သဘောတူညီချက်ရထားတဲ့အကြောင်းကြေညာတဲ့အင်ပူရိုအခမ်းအနားမှာဧည့်သည်တဦးကဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာမူလဲသွားခဲ့ပါတယ်။စီဂျုံနယ်ခန္ဓာကိုယ်အလေးချိန်ကျစေတဲ့ဈေးတွေဟာအမေရိကန်မှာလူသုံးများပေမဲ့ဈေးကြီးလွန်းတာကြောင့်လူတော်တော်များများကမတက်နိုင်ကြပါဘူး။အဲ့ဒီဈေးတွေလူတွေတက်နိုင်တဲ့အနေအထားအထိဈေးချရောင်းပေးဖို့တမနာထရမ့်အစိုးရနဲ့ဈေးကုမ္ပဏီတွေအကြားသဘောတူညီချက်ရရှိထားတာကိုဒီကနေ့အင်ပူရိုကတမနာရဲ့ရုံးခန်း over office မှာဆေးကုမ္ပဏီကတာဝန်ရှိသူတွေနဲ့သမ္မတ Trump တို့ပူးတွဲကျင်ညာတဲ့အခမ်းအနားမှာမူလဲမှုဖြစ်သွားခဲ့တာပါအခင်းဖြစ်တဲ့အချိန်ကသမ္မတ Trump အပါအဝင်ဖိတ်ကြားထားတဲ့ဧည့်သည်တွေနဲ့သတင်းတောက်တွေလည်းရုံးခန်းထဲမှာအပြည့်ရှိနေခဲ့တာပါမူလဲကြောင်းသိတာနဲ့ Medicare နဲ့ Medicaid ဌာနကြီးကြပ်ရေးမှူးဒေါက်တာ Oz အပါအဝင်အနီးအနားမှာရှိတဲ့လူတွေကသူ့ကိုတွားကူပေးခဲ့ကြပါတယ်ဒါပေမဲ့မိနစ်ပိုင်းအတွင်းမှာပဲအခမ်းအနားမှာရှိနေတဲ့သတင်းတောက်တွေအားလုံးကိုအင်ပီရိုတာဝန်ရှိသူတွေကအပြင်ကိုမောင်းထုတ်လိုက်ပါတယ်မူလဲတဲ့လူဟာ အခုစီဂျိုနဲ့ခန္ဓာကိုယ်အလေးချိန်ကျစေတဲ့ဆေးတွေထုတ်လုပ်တဲ့ Eli Lilly ဆေးကုမ္ပဏီကဖိတ်ထားတဲ့ဧည့်သည်တူဖြစ်ပြီးအခုတော့နေပြန်ကောင်းသွားပြီလို့ Eli Lilly ဆေးကုမ္ပဏီအကြီးအကဲ David Rich ကပြောပါတယ်အရေးပါတဲ့အခမ်းအနားတွေကိုသာအခုလို Over Office မှာတမနာထွန်းကကျင်းပလိရှိတာမို့ဒီအခမ်းအနားပေါ်အများစုရဲ့အာယုံကမူလဲတဲ့သူစီကိုရောက်သွားခဲ့ပါတယ်ပြီးခဲ့တဲ့ AP လာတော့ကလည်း Over Office ထဲမှာ ဒေါက်တာအော့စ်စကားပြောနေတော့သူ့မြေးမလေးမူးလဲသွားလို့စကားပြောတာကိုရပ်ပြီးအပြေးအလွာသွားကူခဲ့ရပါသေးတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ